မင်္ဂလာပါထမင်းစားလို့ရှိရင်အနက်မှုမွေးလေးနဲ့စနွင်းဖူးလေးတွေတို့စားရတာကြိုက်တဲ့သူတွေအတွက်ငစင်ရိုင်းလေးနဲ့တွဲဖက်ပြီးချက်ပြထားပါတယ်ငစင်ရိုင်းလေးကိုတော့မှွန်းထားတယ်အရသာအတွက်ကတော့စားရယ်ဟင်းချုံမုတ်ရယ်စနွင်းမုတ်ရယ်မဆလာအနှဲငယ်လေးထည့်ပြီးတော့နေထားလိုက်ပါတယ်စနွင်းဖူးလေးတွေကိုတော့ရင့်တဲ့အပိုင်းကိုဖြတ်မယ်ပြီးအလဲရချမ်းမယ်သူ့ထဲမှာတဲလေးတွေပါတတ်တာဖြစ်တဲ့အတွက်ကြောင့်မို့ရေမစေးခင်မှာရေလေးနဲ့ခဏစိမ်ပြီးမှစေးပါမယ် စီတက်ဖို့အတွက်ကိုတော့ကြက်တော်နီကြက်တော်အဖြူနန်းနမင်းအယိုးငရုတ်သီးအစိမ့်မုတ်ထောင်းထားလိုက်ပါမယ်အစင်သင်းဖြင့်စားချက်မယ်အဲ့တော့စီလေးထည့်ပါမယ်စီချက်ပြီဆိုလို့ရှင်ထုံးစံအတိုင်းစနွင်းမုတ်လေးထည့်မယ်စောစောကထောင်းထားလေးထည့်မယ်စီတက်မယ်စီတက်အောင်မွှေးနေအောင်တတ်မယ်ပြီးတော့မှအနန္တငရုတ်သီးစိတ်အမွှေးတောင်အပွားတောင်ပေါ့နော်အဲ့ဒါလေးနည်းနည်းထည့်ပြီးတော့စီတက်မယ်ပြီးရင်ခရမ်းကျင်သီးလေးလည်းလှီးပြီးထည့်ပြီးတော့စီတက်မယ် ခဲရင်သီးထည့်ပြီးတဲ့အခါမှာတော့ငံပြိုင်လေးအနှင်းငယ်ပေါက်လိုက်မယ်ငံပြိုင်လေးကိုလည်းမွှေးလောင်စီးတက်လိုက်ပါမယ်။ Unino page မှာရရှိနိုင်တဲ့ Odd Set ဟင်းချုံမှု 1kg 63ကျပ်သားကတရက်10လ2025နေစပြီးဇင်းတော့9300ဖြစ်ပါမယ်ခင်ဗျာ။စီတက်တဲ့အနံလေးမှုေးလာပြီဆိုလို့ရှိရင်နေထားတဲ့ငစီရိုင်းလေးတွေပါထည့်ပြီးတော့စီတက်ပါမယ်။ဥနိုင်တို့ငငယ်တော့ကတော့ဥနိုင်တို့အဖွားကလည်းငစီရိုင်းငါးဆိုရင်တော့တိတ်မကြိုက်ဘူး။ ။ဘာလို့မကြိုက်လဲလို့ဖေဖေကမေးတဲ့ခါကျတော့သူကငါရေနံစီနဲ့နန်နေတဲ့။ဆိုတော့အဦးနိုင်စဉ်းစားတာပေါ့နော်။ငါကတော့ရေနံစီနဲ့နန်စရာအကြောင်းမရှိဘူး။ငါ့ကိုဖမ်းတဲ့ခါမှာအဲ့ခက်ကတော့ရေနံရေနံစီတွေပါရရှိတော့ရေနံစီဘူးတွေပါမှောက်ကြရနေတယ်ထင်တယ်။အဲ့တော့ငါကအနံ့ဆွဲသွားတာပေါ့နော်။ဖေဖေကလုံးဝအဲငစင်ရဲဆိုမကြိုက်ဘူး။ဦးနိုင်တော့တော့ကြိုက်တယ်။အဲ့တော့တေချာလေးမွှေးလောင်စီတက်ပြီးပြီဆိုလို့ရှိရင်တော့ရေတော့ဖို့ရေနွေးထက်လိုက်ပါမယ်ပြီးရင်အဖုံးလေးအုပ်ပြီးတော့ချက်ထားလိုက်ပါမယ်ခင်ဗျာ။ ငါဟင်ဝင်လေးချက်နေတဲ့အချိန်မှာမှုကစွန်းလေးလဲကြော်ပါမယ်။စီတက်ဖို့တော့ကိုတော့ကြက်သွန်ဖြူရဲ့ငရုတ်သီးစိမ်းအမှတ်ရထောင်းတာစီတက်မယ်။ပြီးရင်မှုထဲမှာပေါ့နော်။အဲ့တော့မှုကလည်း30တောက်အခု4000ဖြစ်သွားပြီ။အဲ့တော့ကစွန်းရဲ့က2စီးဆိုတော့2000အဲစားတော့ဆိုင်ဒီမှာမှုကစွန်းတစ်ပွဲမှာလိုက်တော့တောင်းကြော်ရဆိုတာဖြစ်နိုင်တယ်လို့เนาะဈေးကအဲ့လိုဖြစ်သွားပြီအဲ့တော့အဲအရသာအတွက်ကိုတော့ဗားထည့်မလဲဆိုတဲ့အခါကျတော့စားရဲကြက်သားမှုရဲခရုစီရဲထည့်လိုက်ပါမယ်ပြီးကစွန်းရိုးလေးတွေထည့်မယ်ကစွန်းရိုးလေးတွေကိုလည်းနှံ့အောင်မှွေမယ် ပြီးရင်အရသာတွေထဲမယ်ကစွန်ရိုးလေးလေးနဲ့ညှိုးလာပြီဆိုလို့ရှိရင်ကစွန်ရွက်ထဲမယ်ပေါ့နော်တကယ်လို့ကိုက Einstein အရသာလေးပူစားကျင်တယ်ဆိုလို့ရှိရင်အဲ့ထဲမှာတကြားလေးလေးထဲမယ်ငြိုသီးစိအမဲ့ကိုလည်းအဆက်တက်ပူအောင်ပူထဲမယ်ပြီးပဲငက်ပြီပေါ့အချိုပေါ့နော်ပဲငက်ပြီလေးထဲမယ်အဲ့ဒါဆိုလို့ရှိရင်တော့ Einstein ကစွန်ရွက်ကျော်လေးရမယ်ပေါ့နော်အဲဒါဆိုတော့ဥနိုက်တီလေးအဲကျော်လိုက်တယ်ဒါကတော့မှုကစွန်ကျော်လေးဖြစ်ပါတယ်ခင်ဗျာ ်ငါအသားလေးဣနေပြီဆိုလို့ရှိရင်တော့အချိန်ရတာလေးပေါအောင်မကြီးတက်ကလေးနင်းငယ်ထည့်ပါမယ်ပြီးရင်လိုအပ်တဲ့အချိုရောအငန်တို့ကိုမိမိစိတ်ကြိုက်ထပ်ထည့်မယ်ထပ်ထည့်မယ်ပြီးလို့ရှိရင်ခဏလေးပြန်ပြီးတော့မှအဖုံလေးအုပ်ထားလိုက်မယ်နော်အဲပြီးတော့မှအရသာတွေကိုကျန်တဲ့ရေရောအနေထားလေး OK ပြီဆိုလို့ရှိရင်တော့ဆော့ဆော့ကလှီထားတယ်စွန်းနှင်းဖူးလေးတွေထည့်လိုက်ပါမယ်စနွန်းဖူးလေးတွေထည့်ပြီးပြီဆိုလို့ရှိရင်လည်းအရသာတွေဝင်သွားအောင်เนาะစနွန်းဖူးလေးတွေဣသွားအောင်အဖုံးလေးပြန်အုပ်ထားလိုက်ပါမယ် အခုဆိုရင်တော့စံတွင်းဖူးနဲ့မှုမွေလေးနဲ့ငစင်ရဟင်းလေးပြီးတော့ပါပြီခင်ဗျာအားပေးနေကြတဲ့အစားတလိုက်မှချက်တော်သူတူဦးချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။ဦးနဲ့ဆော့ဆော့ကသတိပေးခဲ့သလိုပဲဦးနဲ့တို့ page မှာ order set ဟင်းချုံမုံ 1kg 63ကျပ်သားကတရက်10လ2025အနေစာပြီးဈေးနှုန်းက9300ဖြစ်ပါမယ်။ အချုံမို့မရှိရင်မဖြစ်တဲ့သူတွေစားတော့ဆိုင်နေဘောဘာဟိတာတွေနော်ဥနဲ့ရှာလက်ကားယူနေသူတွေမှန်သမျှဥနဲ့သတိပေးခြင်းဖြစ်ပါတယ်။ဒါဥနဲ့ဆက်ပြထားတဲ့ပစ္စည်းလေးတွေကဥနဲ့တို့ page မှာရနိုင်တဲ့ပစ္စည်းတွေဖြစ်ပါတယ်။ရန်ကုန်မြို့မှာမာယူတဲ့လူတွေကတော့ COD cash on delivery အိမ်ရောက်မှငွေချေရုံပဲ။ရန်ကုန်ကလွဲလို့နေတဲ့အကောင်လုံးကတော့ငွေကြိုလွှဲရမှာဖြစ်ပါတယ်။ KPay Wave Banking မမိကြရနဲ့လွှဲလို့ရပါတယ်ခင်ဗျာ။အားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။